အားလုံးပဲမင်္ဂလာပါဒီကနေ့တော့ကျွန်တော်က password password ကိုကျွန်တော် bypass လုပ်ပြောင်းမယ်ဘာပဲမှလဲဆိုလို့ရှိရင်ကျွန်တော်တို့ Microsoft လို့ Microsoft Windows တွေမှာကျွန်တော်ဗာလဲဆိုရင် login password ်နော် login password အဲ့တော့အဲ့ login password ကိုကိုကပေးထားတယ်ပေးထားပြီးတော့မေ့သွားတယ်မေ့သွားတယ်ဆိုလို့ရှိရင်ဒီ camera ရဲ့ကိုဒီ login ဘယ်လိုဝင်ရမလဲနော်ပေးထားတဲ့ password ကိုဘယ်လိုကျွန်တော်တို့ဒီ bypass လုပ်မလဲနော် bypass ကျော်လာတော့ကျော်လဲတော့ဘယ်လိုလုပ်မလဲအဲ့တော့ဒီမှာတစ်ခါလဲကျွန်တော်ပြောချင်တာက ျွန်တော်ဒီအကောင့်တိုက်တွေပေါ့အကောင့်တိုက်ကနှမျိုးရှိနံပါတ်၄ကပါလဲဆိုရင် local ပေါ့နံပါတ်၄ကပါလဲဆိုရင် domain ပေါ့အဲ့တော့ကျွန်တော်လုတ်ပြမှာက local account local account ဆိုတာကဘာလဲဆိုရင် ကိုကင်မရာဝင်လာတယ်ဝင်လို့တင်လာတယ်အဲဒီမှာကိုယ့်ရဲ့နာမည်ဒါမှမဟုတ်ချမ်းနာမည်တစ်ခုပေါ့နော်နာမည်နဲ့ password လေးရှိမယ်နော်ဒါမှမဟုတ်ကို password ပေးတယ်ဖြစ်နေတယ်အဲ့လိုမျိုးဟာကိုကျွန်တော်တို့ကဒီကင်မရာထဲမှာရှိနေတဲ့ account နော်အဲ့ဒါကိုဒီနေရာပြင် local account ကျွန်တော်တို့ဒီ stand alone stand alone လို့လည်းကျွန်တော်တို့ ခေါ်ကြတော့ standalone pc တော်မလဲဆိုရင်ဒီ password ကဒီ local password local account ရဲ့ password ကတခြားသူတွေထိချုပ်ထားတာမရှိဘူးကိုယ့်ရဲ့စက်ထဲမှာပဲကိုထိချုပ်ထားတယ်ဘယ်သူကမှလည်းဟိုပေးထားတယ်လည်းမဟုတ်ဘူးဘယ်သူစီမှလည်းရတာမဟုတ်ဘူးလည်းနဲ့ကိုယ့်ရဲ့စက်ထဲမှာရှိရဲကိုယ့်ရဲ့ chat လို username ပေးပြီးတော့ chat ရဲ့ password ပေးထားတဲ့ပုံစံမျိုးကိုကျွန်တော်ဒီ billing ပါလဲဟာကို local account လို့ခေါ်တယ် အဲ့လိုမျိုး PC တွေကိုလည်းကျွန်တော်တင်ရပြစ download PC လို့ခေါ်တယ်အဲ့တော့ကျွန်တော်ပြမှာကဒီ local account ကိုပြနော် local account password ကိုမေးထားတဲ့အခါမှာမလို့ bypass လုပ်လို့ရတယ်အဲ့ domain account domain account ကတော့တနည်းအားဖြင့်သူကကိုယ့်ရဲ့ computer ထဲမှာလည်းခုနလို local account လို့မရှိဘူးနော်တနည်းအားဖြင့်ဘာလို့ဆိုရင် server base တနည်းအားဖြင့် server ကနေတက်ဖတ်ထားတယ် username သတ်မှတ်ထားတဲ့ password နဲ့ဒီ computer တွေကိုဝင်ရတာဖြစ်ပါတယ်။ဘုံလင်းကောင်း server page အဲ့တော့ဒီ server page ခြေခံထားတဲ့ဒီ domain ကောင်းကြတော့ password မေးခဲ့ရင်ကိုကိုတိုင်းကျွန်တော်တို့ဖြည့်လို့မရဘူးကြုံလို့မရဘူးဒီမှာကျွန်တော်တို့ server ရဲ့ administrator ကိုတော့ပြောရတယ် အမျိုးတပ်ပြပြီးတော့ password change တာဖြစ်စေ password ပတ်တန်တိုးတာ password change တာ account change တာချက်ပေါ့နော်တော့ပြောတနည်းအားဖြင့်ကိုကိုတိုင်း manage လုပ်လို့မရဘူး server နေပဲထိကျုပ်တာတာဖြစ်ပါတယ် okay အဲ့တော့အဲကျွန်တော်ဒီမှာ local account ကိုကျော်တဲ့အခါမှာလုံးတဲ့နီးလန်းနေပါတော့ ဟုတ်လဲနီးလဲပါလဲဆိုရင်နံပါတ်1 software software သုံးမယ်မနေ့ကျွန်တော်ဒီ menu ရေဘုန်း menu ရေဘာဖြစ်လို့ software နဲ့လဲဘာဖြစ်လို့ရ software နဲ့လဲလွယ်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ မင်းတွေဘယ်လိုလုပ်လို့ရလဲဒီနေ့အပြင်ကိုယ့်စီမှာဟော private လုပ်တဲ့ software လည်းမရှိဘူးเนาะအဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲအဲ့တော့ခုရှိတာကကိုယ့်ရဲ့ window ကိုကိုက login ဝင်တဲ့အခါမှာ password ခံနေတယ် password မိနေတယ်အဲ့တော့အခုရှိရမှာပါလဲဆိုလို့ရှိရင်လိုအပ်တာရောအပိုင်းမှန်နေရအဲ့လိုမလဲဆိုရင် window this window quit I'm only a general team booty base stick near me USB stick crashing yavi okay I'm not sure anymore uno qui okay. name it you know image ပေါ့ဒီနေ့အမေဒီမှာအာဒီဘက်ကမှာကျွန်တော်ဒီ laptop တွေမှာ cd drive တွေပါမပါတော့လေကျွန်တော်ကျွန်တော်ဒီ image file image file နော် image file ကိုကျွန်တော် push တွေလုပ်လာတဲ့ usb သုံးရင်တော့မတော်လို့ရှိရင်အခွေသုံးပေါ့ကျွန်တော်ဒီမှာအဲ့တော့ကျွန်တော်ပြပေးမှာက image file ကိုသုံးပြီးတော့ pm word pm web voice station ပြပြဖြစ်ပါတယ်ပြင်ဝဲထဲမှာပြမယ် mimi file တုံး okay အော်ပြမယ်ဆိုတော့ကျွန်တော်တခုအရင်တော့လည်းကျွန်တော်ပြခဲ့တယ်အခုပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒီသုံးသွားမဲ့ကျွန်တော်ဒီ menu အသုံးသွားမဲ့ကောင်ကဘာလဲဆိုရင်ရေးကြည့်တာ file လေးပေါ့နော်အဲ့ဒါ utility manager differently အကောင်လေးဒီနေရာချင်း utility manager အကောင်လေးသုံးခုကျွန်တော်ပြအဲ့တော့ဆိုလိုတာကအခုကျွန်တော်တစ်ချက်ပြပေးမယ်ပြင်ဝဲတယ်အကျွန်တော်ဝင်မှာဒီမှာ window တင်ထားတယ်ကျွန်တော်ရဲ့ VM window ကိုကျွန်တော် ကောင်းကိုကျွန်တော်နည်းနည်း lock lock ချလိုက်နော်အဲ့တော့ဒီမှာအဲ့ဒီမှာ password တောင်းအဲ့တော့ password ရိုက်ကြည့်တယ်မားတယ်ခဏခဏရိုက်လို့ရှိရင်လည်းသူကသူ့ရဲ့ limit ရှိကျော်သွားရင်သူက lock ကျသွားတယ်ပတ်ကျသွားရင်ရှင်းတဲ့နာတခုထပ်ဆောင်အောင်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ utility manager ကဘယ်နေရာမှာလဲလဲဆိုဒီညာဘက်တောက်လေးမှာ ီ power button ရဲ့ညာဘက်တောင်းပေးနေမှာ ISO SS ဆိုတာရှိတယ်။အဲအကောင့်လို့ညှိလိုက်လို့ရှင်သူက CMD boss ပေါ်လာတာပေါ့နော်။ပြောရှင်လား။အဲလိုမျိုးပေါ်လာပြီဆိုရင်ကျောင်းထဲမှာ password တွေ change နိုင်မှာအကုန်လုံးလုပ်လို့ရသွားမယ်။အဲလိုမျိုးအဲ့တော့ဟုတ်ပြီကျွန်တော်အဲ့ဒါကြီးပြင်ပြီးရေဆိုပါတော့နော် password လည်းအာပြပြီးသွားပြီအကုန်လုံးမှတ်ပြီးသွားပြီတက်မှတ်ပြီးသွားပြီအကုန်လုံး recovery အဆင်ပြေသွားပြီ ဒါပေမဲ့နောက်ပိုင်းနေမှာဒီအော်ကြီးကိုနှိပ်ပြီးတော့စုံတယောက်ကွက်ဝင်သွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲ security ရဒီကောင်အားနေသွားအဲ့တော့အဲ့ဒီကောင်နှိမ့်လိုက်တာနဲ့ CMD box မတက်အောင် ပြန်ပြီးတော့ recover လုပ်မှရအဲ့ဒါလေးချက်ပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီတိုင်းနှိပ်ပြီးသွားမယ်ဆိုရင်တော့ဒါနောက်ပိုင်းလေလုံးလို့ရနိုင်မယ်လေဒါမဲ့တခုရှိတာက ကိုမိုဘဲနဲ့ခြားသူကအဲ့လိုမျိုး တည်နေတဲ့အတူပေါ့နော်တခုပေါ့အဲ့လိုနှိမ့်မိပါတယ်လက်ကြည့်လိုက်တယ်ဆိုရင်တက်လာပြီဆိုရင်နားထဲမှာဝင်လိုက်တာနဲ့ကိုယ့်ရဲ့ password ကိုယ့်ရဲ့ computer တွေကိုအလွယ်တကူသွားနိုင်ပါတယ်အဲ့လိုမဝင်လို့မရကျွန်တော်ကပြန်ပိတ်တဲ့သဘောလို့နော် recovery ပြန်ထားတဲ့သဘောလေးအတန်းဟောအဲ့ဒါပြဖြစ်ပါတယ် okay အဲ့ဒါဆိုရင်ကျွန်တော်ခုလောလောဆယ် password မသိဘူးနော်ပြပြီကျွန်တော် reset ချတယ်ခွေသုံးမယ်ကျွန်တော်ဒီမှာ email သုံးမယ် VPN နဲ့ ျွန်တော်ဒီကောင်ရစ်တခဏချရစ်တချလိုက်မယ်ဒီနေ့ပဲကျွန်တော်ရင်းတော့လည်းပြခဲ့တယ်ဒါပေမဲ့ကျွန်တော်ကပြန်ပိတ်တာလေးတစ်ချက်ပြပေးခြင်း security ရအခွင့်နဲ့တက်မယ် အဲဆိုရင်ပေါ်လာပေါ်လာဒီမှာ shift key left hand key နဲ့ shift key နဲ့နော်ဒီမှာစာရေးရအောင် fd shift key plus f10 အဲ့လိုတွဲနေလေ shift key နဲ့ f10 တွဲနေရမှာပြောတော့ရိုက်ပြတာဖြစ်ပါတယ်ရိုက်လိုက်ရရမှာမဟုတ်ပါဘူးတော့နှိမ့်လိုက်ပြီဆိုလို့ရှိရင်ဒီလို cmd ထွက်လာလောက်ထွက်လာပါလေ အဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာလက်ရှိရောက်နေတဲ့နေရာပါလဲဆိုရင် is colon နဲ့ sus sister ရောက်နေရာအခွေတဲ့ပေါ့အဲ့တော့ကျွန်တော်ကအာပြင်ပြပြမှာကကျွန်တော်ဒီစီတဲ့ကိုသွားကြတယ်ဝန်ဒိုးပိုင်းရှိတယ်ဝန်ဒိုးပိုင်းတော့ကကျွန်တော်မန်ဂူရန်ခွန်တာနဲ့စီ colon ပေါ့စီတဲ့ကိုသွားမယ်စီလို့ရတယ်စီရှိရောက်သွားပြီရင်ခေါ်လိုက်မယ် ပြီးရင်ခုန RD ဒီကျွန်တော်ဒီ utility manager ရှိတဲ့နေရာကဒီကျွန်တော်ဒီမှာအာထပ်ဝင်လိုက်မယ်เนาะ window of system 32 out ထပ်ဝင်လိုက်မယ်အဲ့ဒါပြင် utility manager လေးရဲ့ကြည့်လိုက်မယ်ဆိုရင်ရှိတယ် utility manager.eac utility.eac အဲ့ဒါလေးကျွန်တော်ကစားမှာဖြစ်ပါတယ်အဲ့ဒါဟုတ်ပြီကျွန်တော်ဒီမှာမလုပ်မလဲဆိုရင် copy ကိုမယ်ဟောက်ကိုမလဲဆိုရင်အာ utility manager go to know see out here window system 32 utility manager ECPA case we to know find it could have your water life while I be happy much in a row CMD EC which in a row about it utility manager EC so your ကျွန်တော်ကစာထိုးလိုက်မယ်ပြီး slab 1 yes okay ဒါဆိုတော့ကျွန်တော်ဒီထဲကနေထွက်လိုက် ဟုတ်တယ်ဆိုရင်ဝင်တို့တက်လာပြီ password မသိဘူးအဲ့တော့ကျွန်တော်ဒီမှာအာဒီနေရာဒီနေရာလေး duty manager ရှိနေတဲ့ user access အဲ့ဒါလေးတွေ့လိုက်မယ်တွေ့လိုက်ရင်သူဒီမှာအရင်တော့လည်းမပြတော့ဘဲနဲ့ CMB box တက်လာအဲ့အဲ့ဒီမှာကျွန်တော်တို့ကမလုပ်မလဲဆိုရင်အခုလက်ရှိ ID key ဆိုတဲ့အကောင့်ကိုကျွန်တော် password ကို change အာအဲ့တော့ အကောင့်ကြည့်တဲ့ command လေးကိုချက်ပြပေးမယ်။အကောင့်ကြည့်တဲ့ command က nestbe user nestbe user လို့ရိုက်လိုက်လို့ရှိရင်ကိုယ့်ရဲ့လက်ရှိဒီ command ထဲမှာရှိတဲ့ account ကိုလာပြရတယ်။အဲဒီမှာဒီ ntk ဆိုတဲ့ account လေးကိုကျွန်တော်တို့က try မှာဖြစ်ပါတယ်။ဟုတ်ပြီ။အဲတော့ nestbe user ntk user name ရိုက်မယ်။ပြီးရင် star လေးခံမယ်။ ပြီးကျွန်တော် password တက်မှတ်ပါလားမတက်မှတ်ဘူး blank ထားမယ်ဆိုရင် blank ပေါ့ blank ထားမယ်ဆိုတော့ဘာမှမရိုက်တော့ဘူး enter password ရခိုင်းနေမရိုက်ဘူး enter second confirm enter ဆိုရင် password က blank ဖြစ်သွားတယ်သူဘာပေးတာပေးတာဒီချိန်မှာ id key ဆိုတဲ့ user account က password က blank ဖြစ်သွားပါတယ်ဆိုတော့ဒီတရားလေးထွက်မယ်ပြီးဒီမှာတည်ဆောင်လို့တော့ဘူးညာလေးနှဲ့လိုက် okay ဒါဆိုရင်ကျွန်တော်တို့ bypass ပြင်သွားတာဖြစ်ပါတယ် ndk ဆိုတဲ့အကောင်ကျွန်တော် bypass လုပ်လိုက်ပြီအဲ့လိုနေနဲ့ကျွန်တော်တို့ဒီ password မသိခဲ့ရင်ဖြည့်ရှင်းလို့ရပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ ndk အကောင်ထဲမှာသွားအဟောမဟုတ်ချက်ကြည့်ပါတော့ဘူးရမိုင်းနဲ့ချက်စစ်ကြည့် IDK နော်ဒူလဲဆိုရင် alik k အဲ့တော့ကျွန်တော်ဒီမှာဒုတိယတစ်ချိန်ပေါ့အလုံးမလဲဆိုတော့အကောင့်လေးကိုကျွန်တော်လိုချလိုက်ပြချင်တာဒီနေရာလေးဒီမှာအဲ့ထက်နေလန်ထက်ပေါ်ထက်ပေါ်ထက်ချေးလို့ရတယ် ခုမှကျွန်တော်တို့မှာ nsp user id key အပြင်ကျွန်တော်ကဒီမှာ star လိုက်ခံပြီးတော့ password ရိုက်လိုက်ရအောင်။အာဒါမဲ့သူက policy ရပါပဲလို့ဆိုရင်မင်းရိုက်တဲ့ password ကနည်းနေနေတယ်အဲ့တော့ကျွန်တော်က password ကိုသူရဲ့ policy ကိုကျွန်တော်ပြလိုက်မယ်။အာ ရပြီကျွန်တော်ဝင်ကြည့်မယ်နေရတော့ blank နဲ့မဟုတ်တော့ password ရှိနေပြောချင်တယ်ဟာလားပဲအဒီမှာသွားပြီးတော့ကျွန်တော်ကမချိန်နိုင်ပြီးတော့လုံးလို့ရနေလေ security ကကောင်းကျွန်တော်ခုနချိန်နေတာချက်ပြပါဟောတဲ့အဲ့ကျွန်တော်အဲ့ဒါမျိုးတဘောမကြောက်ဘူးအဲ့နေရာလေးကျွန်တော်ပြန်ပိတ်ချင် အဲ့ဒါလေးပြောချင်တာကြည့်ရတော့ကျွန်တော် password လေးရှင်းလိုက်ပါအောင်နော်ရှင်းလိုက် package user user itk star blank okay อืมအဲ့ဒါလေးပဲအဲ့တော့ join ဒီမှာ လုံးလဲဆိုရင်အဲ့ကောင်ပြက်ပစ်ခြင်းဒါနှစ်လေတိုင်းတက်စေခြင်း CMD Okay စက္ကနာချလိုက်မယ်ကျွန်တော်တို့ဘုပြန်တက်မယ်ထဲဝင်ပြီးလုပ်လဲရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာဘုတက်ပြီးတော့လုပ်ပြလိုက်ပြောချင်တာကခုနကလိုကွန်ပျူတာနဲ့ဝင်သွားတယ်ဝင်သွားပြီးတော့ SMB ခေါ် permission နေပေးအဲ့ဒါဆိုလို့ရှိရင် ခုကျွန်တော်ပြတယ်လို့ပဲလုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဘူးတက်တဲ့ပုံစံလေးပြဘူးခွေတက်ပြီးတော့တန်းဒီစီတဲ့တော့ window system 32အလုံးမလဲဆိုရင်ကျွန်တော်အဲ့မှာ del ဆို command တော့ဘာဖြစ်မလဲဆိုရင် ိုနေတဲ့ rdman.ec ဆိုတာကဒီနေ့ရပြင်ဒီ cmd အသွင်ယူထားတဲ့ကောအဲ့ဒီကောင်လည်းကျွန်တော်ကထည့်ချလိုက်ထည့်ချရေးဘာလို့မလဲဆိုရင်ကျွန်တော်က rdman ဆိုတဲ့ကျွန်တော်တို့ငူရင်း file pk ဆို packet file ရှိတယ်ပြ packet file ကိုကျွန်တော်တို့ကဘာလို့မလဲဆိုရင် rename ပြောင်းအောင် pk ကို ec ဆိုပြီးတော့ ပြန်နှင်းပြောင်းမယ်ဒါလေးပဲပြန်ဒီရဲ့ကျွန်တော်တို့ပြန်ပြောင်းအဲ့တော့ကျွန်တော်ပမာသူပမာလုတ်ခဲ့တာက utility manager ကိုပွာထားတယ်။ပွာထားတော့ခုနအသွင်ဆောင်ထားတဲ့ CMB အသွင်ဆောင်ထားတဲ့ကောင်ကိုဖြတ်ပလိုက်။ဖြတ်လိုက်တော့ဒီကောင်တတ်မှာမဟုတ်တော့ဘူး။နောက်တစ်ခုရှိတာပွာထားတဲ့ကောင်ကိုမူရင်းဖိုင်နေထားပြီးပြန်ထားလိုက်တယ်။အဲအဲ့လိုနေနဲ့ ခေါ်ဝင်ထားလို့ရတယ်ကျွန်တော်ပြန်နေကြည့်မယ်အတက်တော့ဒါဆိုရင် password လည်းဒီမှာချင်းလို့မရတော့ပြီးသွားတယ်အမျိုးပေါ့နော်ဒါလေးပြချင်တယ် Okay ပါတော့ security ရတယ်ကောင်းပါလေနောက်ပိုင်းကိုကမေးရတယ်ဆိုလို့ရှိရင်စုံစုံလာလို့မျိုးပဲတော်ပြီးတော့ကျွန်တော်လို့တို့ လုပ်လို့ရပါတယ်ဟိုဒါတော့ကျွန်တော်နည်းနည်းပါရှင်းပြထားတာ software လည်းတွားပြဘဲကောင်းလဲ click နေ click နေကျွန်တော်နေနေပိုင်ပဲဆိုတာပြီးသွားတာပဲဟုတ် Okay ဟုတ်ကဲ့ပါ ကြည့်ရှုပေးတဲ့သူတယောက်ချင်းဒီအားလုံးကိုကျေးဇူးတင်ပါတယ်ဒီတဲ့စိတ်ဝင်စားတဲ့ကောင်းတဲ့ဗီဒီယို fan လေးတွေနဲ့ပြန်လာခဲ့ပါမယ် live share subscribe ဒီဗီဒီယိုကိုကျွန်တော်အကူအညီပေးပါကျေးဇူးများကြီးတင်ပါတယ်